ကေဝမ်ကေပေါ်စင်ချန်ပီယံဟောင်းကိုအလဲထိုးနဲ့ရှောင်းနှိမ့်ခဲ့တဲ့တဝမ်ချိုင်အလုံးပဲမင်္ဂလာပါမွန်စတက်အန်ရီချန်နယ်ကနေအလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ညကထိုးတတ်သွားခဲ့တဲ့1122ပြိုင်ပွဲမှာ Time Fighter တွေရလမကောင်းခဲ့ပါဘူးဒီပြိုင်ပွဲမှာ Time Japan တွဲဆိုင်ခွန်ဆိုင်တိတွဲတာပေးပြီး Time Japan အပြိုင်မှုမှာ Japan Fighter တွေ back up ၅ပွဲနိုင်ရခဲ့ပြီး Time Fighter တွေ back up ၂ပွဲသာအနိုင်ရခဲ့ပါတယ် 112.2ပြိုင်ပွဲရဲ့ဒုတိယခေါင်ပွဲဖြစ်တဲ့ Featherweight Kickboxing ကြားပြချန်ပီယံလူပွဲမှာ Asian Japan Fighter Misaki က Featherweight Muay Thai Champion တဝမ်ချိုင်ကိုတတိယချီမှာတိုင်ပွဲရဖြစ်အနိုင်ရခဲ့ပြီး Featherweight ကြားပြ Kickboxing Champion ကပတ်ကိုရယူနိုင်ခဲ့တာကြောင့် One Championship ရဲ့ Featherweight Tank Kickboxing မှာကြားပြချန်ပီယံဖြစ်လာခဲ့ပါတယ်ဒုတိယချီပီတာသည့်တဝမ်ချိုင်ရဲ့ထိုးရင်ကန်ကန်ရထိုးတဲ့ကစားပုံကအမှားရနေခဲ့တာကြောင့် ဘွဲ့ကအဲ့လိုတောင်ရှိခဲ့ပါတယ်။ဒါပေမဲ့တတိယချီမှာပွဲရလှည့်ပြောင်းက ရောက်လာခဲ့ပါပြီ။မီဇာကီကတဝမ်ချိုင်ကိုတပောက်ပဲထိုးဖို့ချောင်းနေတာပါ။ဒါဟာအလဲထိုးနိုင်တဲ့အပြင်းပြင်းနဲ့တိတိကျကျပဲထိုးနိုင်ဖို့ရည်ရွယ်ထားတဲ့ဆိုတာတဝမ်ချိုင်ရဲ့နောက်ကိုထိုးခံပြီးဒါဇန်နီဘာလိုက်လံပိတ်ဆို့ကအဖူးရေးကိုချောင်းနေတဲ့မီဇာကီရဲ့ပုံစံကတက်သေးပါပဲ။တတိယချီမှာတဝမ်ချိုင်ရဲ့ဘယ်သူပဲဖြောက်တွဲလုံးပြီးမှလို့တော်တဲ့ညာဘက်မေးရိုးစီကိုမီဇာကီက ပယ်လက်တီလုံးပိုင်ပိုင်နိုင်နိုင်ပြစ်သွင်းပြီးတဝမ်ချိုင်ကို အမှတ်စဉ်ရေခံရအောင်နောက်တောင်းချနိုင်ခဲ့ပါတယ်။တဟာတဝမ်ချိုင်ရဲ့ One Championship Fighter ဘဝမှာရှာရှာပါပါနောက်တောင်းချခဲ့တဲ့အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။နောက်တော့အသာစီရတော့တဲ့မီဆာကီကပဲတဝမ်ချိုင်ကိုကြိုးပိုင်တောင်းမှာပယ်ရင်နဲ့အလဲထိုးနိုင်ခဲ့ပါတယ်။တဝမ်ချိုင်ကိုအလဲထိုးပြစ်ခဲ့တဲ့မီဆာကီရဲ့ကိုမိုလက်တီတွဲလုံးက18လုံးတိတ်ထောက်တုံးတော့တာတွေ့ရပါတယ်။တဟာတကယ်ကိုထင်ကြီးစရာပါပဲ။ တခဲရုပ်ကိုဘယ်လက်တီနဲ့လဲထိုးနိုင်ခဲ့တာကိုဂုံယူနေတဲ့ရော့ထန်တခဲရုပ်ကိုကော့ထန်လဲထိုးလိုက်တော့ပွဲစားပြီးတမနစ်နဲ့စက္ကန့်20ပဲရှိပါသေးတယ်ရော့ထန်ဟာတန်ရာကတက်တက်ခါစားဖြစ်တဲ့သူ့ရဲ့ဘယ်လက်တီနဲ့လဲထိုးနိုင်ခဲ့တာကိုဂုံယူကြောင်းပွဲပြီးမှပြောဆိုတော့ခဲ့ပါတယ်ကစ်ပေါ်စင်နောက်ခံအားကောင်းတဲ့ဖိုင်တာကိုသူ့မြေမှာဒီလိုလောက်နိုင်ခဲ့တဲ့အပေါ်ရော့ထန်ကလည်းဂုံယူနေတဲ့ပုံပါပဲ2018ခုနှစ်ကပြန်တော့ရင်ဂျပန်ကစ်ပေါ်စာတန်ရှင်းနာဂူဆာဝါကို အမှန်နဲ့ကရှုံခဲ့ပြီးတဲ့နောက်တာဟာရတ်ထိုင်ရဲ့ခွန်နှစ်သွင်းငါးပွဲမြောက်ကပေါ်စင်ပွဲဖြစ်ပြီးလေးပွဲမြောက်နိုင်ပွဲကိုလည်းပေါ်ဆောင်နိုင်ခဲ့ပါတယ်ရှေ့ဆက်ပြီးတွေးလို့ရတာကဝိုင်းရဲ့ကပေါ်စင်မွေထိုင်းဖေဒါဝိတ်ဖလိုင်ဝိတ်တန်းတို့ရဲ့အလှည့်ပြောင်းတွေဟာဘလို့ဖြစ်လာမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းလာပါတယ်ပင်နာဝိတ်မွေထိုင်းကြားဖြတ်ချန်ပီယံနဘီကလည်းဝိုက်ဆယ်ပေါင်တင်လိုက်ရုံနဲ့ချန်ပီယံဆုကိုစိန်ခေါ်ဖူးရမယ်ဆိုရင်ဖေဒါဝိတ်ကိုတက်လှမ်းလမလားဆိုတာစောင့်ကြည့်တော့ရမှာပဲဖြစ်ပါတယ် အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြဖို့မေတ္တာရက်ခံလိုက်ပါတယ်